မင်္ဂလာပါရှင် PSM News ရဲ့အော်တိုဝါလာ29ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ဒီကနေ့အော်တိုဝါလာ29ရက်နေ့အတွက်မိုးလေဝသအခြေအနေကတော့ပြည်နယ်နဲ့တိုင်းတချို့မှာမိုးအနှဲငယ်ရွာနိုင်မှာဖြစ်ပါတယ်ပင်လယ်ပင်လယ်ရောအရှိတောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့မုန်တိုင်းငယ်ဟာအနောက်အနောက်မြောက်ဘက်ကိုရွေ့ရှားနေပြီးဒီကနေ့မှာပဲဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့ဒီဆိုင်ကလုန်းမုန်တိုင်းဟာမနက်ဖြန်အော်တိုဘားလ28ရက်နေ့မှာအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုပြောင်းလဲလာနိုင်မှာလည်းဖြစ်ပါတယ် အဲ့ဒီအားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းကတော့အိန္ဒိယနိုင်ငံအန္ဒရာပရဒေ့ရှ်ကမ်းခြေကနေကုန်းတွင်းပိုင်းကိုအားကောင်းတဲ့ဆိုင်ကလုံးမုန်တိုင်းအဖြစ်နဲ့ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။အိန္ဒိယမိုးလေဝသဌာနမှလည်းလေတိုက်နှုန်းတစ်နာရီကို130ကီလိုမီတာနှုန်းနဲ့အိန္ဒိယကမ်းခြေတစ်လျှောက်တိုက်ခတ်နိုင်မှာဖြစ်တဲ့ကြောင်းထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ကာလဟာမိုးလုံကာလဖြစ်ပြီးအနောက်တောင်မုတ်တုံလေဟာလည်းဆုတ်ခွာပြီးချိန်ဖြစ်နေပါတယ်။ ဒါပြင်အရှိမြောက်မုတ်တုံလေးဟာလည်းအားကောင်းနေခြင်းဖြစ်တဲ့အတွက်မင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်မဲ့ဆိုင်ကလုန်းမုန်တိုင်းရဲ့အရှိန်တက်ရောက်မှုဟာမြန်မာနိုင်ငံအတွက်အနည်းငယ်သာတက်ရောက်မှုရှိနိုင်မှာလည်းဖြစ်ပါတယ်။ဒီကနေ့မှာချင်းပြည်နယ်မန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းရန်ကုန်တိုင်းနဲ့အေရီတိုင်းတို့မှာမိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။တနင်္သာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်မှာဖြစ်ပြီးတော့ မန္တလေးတိုင်းအတွင်းကမိုးကုတ်မိုးမိန်ရှမ်းပြည်နယ်အတွင်းကလွယ်မောက်မန်တုံစတဲ့မြို့နယ်တွေမှာနေရာကွက်ပြီးအချိန်ခဏအတွင်းမိုးများစွာရွာသွန်းနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြမကန်နီကန်ဝေးပင်လယ်ပြင်မှာလှိုင်းအသင်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။လှိုင်းအမြင့်၄ဘီကနေ၉ဘီခန့်ရှိနိုင်ပြီးတော့လေတိုင်နှုန်းကတော့တနအီကို၁၆မိုင်ကနေ၃၈မိုင်အထိလေပြင်းတွေတိုက်ခတ်နိုင်ပါတယ်ရှင်။